အားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်နေနဲ့ Train မြန်မာဆိုတဲ့ခေါင်းဆောင်ကနေပြီးတော့မြန်မာနိုင်ငံအတွင်းကျွန်တော်တို့တောင်းလာရောက်ရှိဖြစ်တဲ့နေရာဒေသတွေနဲ့မြင်ကွင်းတွေအကြောင်းကိုမျှဝေရာဖြစ်ပါတယ်အဲ့ထက်မှမှဒီဖြတ်ကနေမြင်ကွင်းများဆိုတဲ့အစီအစဉ်ကတော့ကျွန်တော်တို့တောင်းလာရောက်ရှိတဲ့ဒေသကဘာသာရေးယဉ်ကျေးမှု delay ထုံတဲ့အစီအစဉ်တွေဝိဒိကထားမျှဝေရာဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့မှာကတော့ထူးထူးခြားခြားလေးကျွန်တော်တို့ရန်ကုန်သုဝနကွင်းမှာကျင်းပတဲ့အာရှဂျူစက်ခွန်ချစ်စပွဲ မြန်မာအိုမန်ပွဲအဲ့ဒီပွဲလေးရဲ့မြင်ကွင်းလေးကိုပြမှာပါဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့ပြမှာကဘောလုံးကန်တာတက်စားလို့ရှိရင်ကွင်းထဲမှာဘလူအားပေးကြတာလဲကွင်းထဲကိုဘာဖြစ်လို့တွားကြည့်ကြတာလဲအိမ်မှာကြည့်ရင်ရရသားနဲ့ကွင်းထဲမှာတွားကြည့်တဲ့အရာတာဘာကွာလို့လဲဆိုတော့အဲ့ဒီမြင်ကွင်းနဲ့အဲ့ဒီအကြောင်းအရာအဲ့ဒီခံစားမှုလေးတွေကိုမျှဝေပေးသွားမယ့်အစီအစဉ်ဖြစ်ပါလေဗျဒါကတော့ကျွန်တော်မျှဝေနေကြအစီအစဉ်နေနဲ့မတူဘဲနဲ့ဟိုတူတူကြကြလေးဖြစ်အောင်တမျိုးတမျိုးလေးအပြောင်းလဲလေးခံစားရအောင်မျှဝေခြင်းဖြစ်ပါတယ်ကြုံကြိုက်နေတဲ့အတွက်လည်းဖြစ်ပါလေဗျ ခုကဒါကကျွန်တော်တို့ဒီဟိုပါပေါ့ပွဲမစသေးဘူးအချိန်ကပွဲက၄နိုင်မှစမှာဆိုတော့၃နိုင်ဝင်းမြင်လောက်မှာတဲ့ကကျွန်တော်တို့ဒီတူနာကွင်းရှိပါကအချိန်တွေကဒီလိုမျိုးတော့ဖြစ်နေပြီလာကြတဲ့လူတွေနဲ့ဒီမှာအခုဒီမှာဆိုလို့ရှိရင်ဟိုကျွန်တော်တို့ဟိုဘက်ကိုညာဘက်ကိုသွားတာကအဲ့ဒါကဟိုဘက်ပွဲကြီးဟိုအထူးတန်းပွဲကြီးစဉ်ဟိုတခုရှိရလေပထူရံပွဲကြီးစဉ်အစ်တပေါ့ဒီဘက်မှာမူလားပွဲကြီးစဉ်အထူးတန်းပွဲကြီးစဉ်ရှိတယ်အဲဒီမှာခွဲပြီးသွားကြတာဒီမှာကဒါကကွင်းထဲကိုမဝင်သေးခင်မှာအပြင်မှာတွေ့ရတဲ့မြင်ကွင်း လက်ရှိအချိန်မှာတော့ဒီလိုတန်းစီနေရပြီဒီလိုတန်းစီနေရတယ်ဒီမှာလည်းနေကျွန်တော်တို့အဲ့ဒါတကယ်တော့ဒီဘက်ဒီမှာဝင်ပေါက်တွေကကျွန်တော်တို့သိတော့ဒီဘက်မှာလည်း၈ပေါက်လောက်ရှိတယ်ဟိုဘက်ဒီမှာလည်းရှိတယ်ဒါပေမဲ့အဲ့ဒီထဲမှာအားလုံးပေါင်း၃ပေါက်ပဲအသုံးပြုတာတွေ့တယ်အဲ့ဒီခါကျတော့ဝင်ရတာနည်းနည်းခက်ခဲတာပေါ့ဆိုတော့ဒီဟာနဲ့ပတ်သက်လို့တော့အခြား facility နဲ့ဘာတွေဘယ်လိုရှိလို့လဲတော့မသိဘူးဟိုတက်တောင့်တသဖြစ်ဖို့တော့ကတော့တေးကြတာဟိုနည်းနည်းလေးတော့ခက်တယ်ပေါ့ဗျာဟို တာမန်လူငယ်တွေတော့ကတော့အဆင်ပြေတယ်။နံပါတ်3ကြီးရွယ်တွေကြည့်ကျင်တယ်လို့မိန်ကလေးငယ်တွေကြည့်ကျင်တယ်လို့ဝင်လို့နည်းနည်းလေးတချို့မှမျိုးစုတို့တို့နဲ့တည်းဝင်ရတာမျိုးလေးရှိတယ်။ဒါကွင်းထဲကချင်းနေကွင်းထဲကချင်းနေကတော့အခုဒီမှာအာနှစ်ဖက်ကစားသမားတွေကကွင်းထဲကိုရောက်နေပြီ။ဒါကအထူးတန်းပိုကြည့်စင်။အခုကလလုံးစဲကအိုမန်နိုင်ငံတော်တရှိအခုမြန်မာတရှိလာပါ ဖွဲ့စည်းစဉ်တစ်ခုဒီထိတ်နှစ်ဖက်ကတော့ဒါရိုးရန်ဖွဲ့စည်းစဉ်နေ Okay ဖွဲ့ကတော့စကန်ပြီအာဒါမြန်မာကိုယ်တော်မိသွားတယ်ဒီဘက်ကအနီအခုအဖြူကဒါအိုမန်ဘက် ဆိုတော့ဒီလိုကွင်းထဲမှာသွားကြည့်ရတဲ့အရာဒါကဘာလဲဆိုလိုက်မြင်ရတဲ့အရာဒါပြင်မကြီးပြည်သက်တွေအခုဆိုတားများလာပြီတပြေးပြေးနဲ့ဒါအခုဒီဝင်နေတော့ဘိုးမက်အခုဒီတန်းနေဆိုကြည့်တာနောက်ဆိုဒီပြေးလူပြေးလာတော့မှဆိုတော့အဲ့လိုမျိုးအုံနဲ့ကျင်းနဲ့ကြည့်ရတဲ့အရာဒါအကုန်လုံးအဲ environment ရဲ့ effect တို့ moment တွေအဲ့လိုရှိရတယ်ဘာလို့လဲဆိုတော့ပြည်ကလူတွေရဲ့ဒီတက်ကြွတဲ့ or hit တဲ့အတန်တွေနဲ့ကိုယ်ပါအဲ့ဒီမှာစီမျောနစ်မြုပ်ပြီးကြည့်ရတဲ့အရာဒါကအကယ်လို့များကွင်းထဲကိုသွားကြည့်နိုင်စွမ်းနဲ့ရှိတယ်ပြီးသွားလို့ ရှိရင်တွားကြည့်နိုင်ငံရှိတယ်ဆိုတော့ကျမကြီးအပါဝင်ပေါ့လေအချိန်ပေးနိုင်တာတို့အဲအကယ်လို့မရောက်ဖြစ်သေးဘူးလဲဆိုရင်တော့ကျွန်တော်တို့တွားကြည့်လို့တော်ပါတယ်ဒီတကယ်အရေးကြီးတဲ့ play မျိုးမှာကြည့်ရရင်တော့ကလေးလေးတွေပြလားသူတို့တွေဆိုလို့ရှိရင်လည်းကြည်တယ်ဒီမှာဟိုမှာရှေ့မှာဒီဒီနေတဲ့လူတွေပါလေအများကြီးရှိတယ်အဲလိုမျိုးသူတို့ဟိုကိုရီးယားကြီးတဲ့ပွဲမှာနိုင်လိုက်ရတဲ့အရာတော်မျိုးပါလေဘာလဲမှမတူဘူးအကုန်လုံးအုံနေချင်းနဲ့အဲ့ဒီဟိုပျော်ရွှင်ခြင်းကိုခံစားရတဲ့အရာတော် ီးတော့လို့ရှိရင်ကျွန်တော်တို့ဟိုကိုသွင်းတဲ့ဟာလေးဟိုကတော့ပြမယ် highlight လေးတော့ကျွန်တော်တို့အဲ့ဒါလေးအာ reference ယူထားတာလေးရှိပါတယ်အဲ့ဒါလေးတော့ပြမယ်ကျွန်တော်အခုတကယ်တော့ဒီအိုမန်နဲ့ပွဲကကျွန်တော်တို့မြန်မာတွေနဲ့အိုမန်နဲ့ကြားမှာကြောင်းတော်အရင်လာရှိတယ်။ဘာဖြစ်လို့လဲဆိုတော့တစ်ခါတုန်းကကျွန်တော်တို့ဒီသုနာကွင်းထဲမှာတန်စကာကြီးတွေနဲ့ကြည်ရတဲ့အရာတာမျိုးကိုတော့ကွင်းထဲကိုရောက်ခဲ့ဘူးတဲ့သူတိုင်းသိလိမ့်မယ်။အဲတကယ်နိုင်ငံတကာအလေမှာလည်းရှက်စရာဖြစ်ခဲ့ရတယ်။ဟိုမှာတွေ့လာဘူးလူတွေပြေးလာပြီလား။ဟိုဘက်ချမ်းနေမှာ။ ။ဘာဖြစ်လို့လဲဆိုတော့မြန်မာပြည်သက်တွေဒီလိုမျိုးစကားခံပြီးကြည်ရတယ်ဆိုတာကအရင်ကုန်တဲ့ကထိခိုက်။အဲ့ဒါဘာကြောင့်လဲဆိုတော့ဒီပုံမှန်ကြောင့်၂၀၁၄ကမ္ဘာဖလားခြေစပွဲဒုတိယဆင့်ဒုတိယကျော်ပွဲစဉ်ကိုသူလာကွင်းမှာကစားရတဲ့အဲ့တော့ပထမကျော်အုံမှန်ကွင်းမှာတော့ငါအငင်းပွားပေရာတွေနဲ့နှစ်ဘိုးနဲ့ရှုံးတာ။အဲ့တော့အိမ်ကွင်းမှာကပြည်လာရှိနေတယ်။အဲ့လိုကစားရတဲ့အချိန်မှာလူကျုံကိုကိုတိုင်ကအငင်းပွားပွဲရာချက်မှတ်လိုက်တယ်။အဲ့ဆုံးမျက်ချက်လည်းဖြစ်လဲဖြစ်ပြီးတော့တခါလေအဲ့ဒီမှာထီးတွေဖက်နဲ့တွေရေဘူးတွေအဲ့ဒါကွင်းထဲကိုအကုန်ရောက်ကုန်တာ။အဲ့ဒီကနေစပြီးတော့အိမ်ကွင်းကစားကွင်းပိတ်ခံရပြီးတော့ 2018ကမ္ဘာဖလားပွဲစဉ်ဆိုလို့ရှိရင်ခြေစပွဲတွေကိုသူများနိုင်ငံမှာကိုယ်မှပြီးတောင်းကစားရတဲ့အဖြစ်ကြီးရောက်ခဲ့တယ်။ပြီးတော့အဲဒီတန်စကားကြီးနဲ့သူတို့ကြောင့်မလို့ကာခဲ့လိုက်ရတယ်။အဲ့တော့အိုမန်အသင်းကပရီးမီးယားလိဂ်ကလပ်ကဝီကန်အသင်းကိုတော်မတွေပဲဝင်ကစားရတာ။အဲ့ဒီလိုမျိုးအခုကတော့ကျွန်တော်တို့ဒါအောင်ဝဲအရာတော်ခံစားရအောင်ဝဲရတာကိုခံစားအခုဒါတကူ ဲ့ဒီမှာဟိုကကပြခံနေရတယ်ကိုသွင်းတဲ့ပုံကဘာလို့လဲဆိုတော့ပြီးတဲ့ဟိုကကပြဒါကဒုတိယမြောက်ကိုကျွန်တော်တို့ဂိုးတွေကိုပြင်ပြတယ်နော်ဒါကတော့သူတို့ဘလို့အဝန်းခံကြတယ်ဆိုတာလေးရယ်ကိုင်းနေရပြိတ္တတွေဘလို့တုံ့ပြန်ကြတယ်ဆိုတာလေးရယ်အဲ့ဒါလေးကိုပြောခြင်းလို့ပြခြင်းလို့နော်ဒါလေးရင်ကြည့်ဒါတေးကြတော့ဖြစ်သွားပြီမြန်မာနိုင်ဖို့အတွက်က ဘလို့လဲဆိုတော့အခုကမြန်မာဒီပွဲနိုင်သွားတယ်ဆိုလို့ရှိရင်မြန်မာအသင်းကသုံးပွဲကစားသုံးပွဲနိုင်အောင်စုထိတ်ဆုံးကိုရောက်သွားမယ်အဲ့ဒါကြောင့်မလို့နောက်တစ်ပွဲကျန်တယ်တနင်္ဂနွေနေ့မှာအဲ့ဒီမှာစီးရီးယားနဲ့ကန်လို့တရေကြရုံနဲ့အဲ့ဒါမြန်မာကတည်ချပေါက်တက်ပြီဒါမှမဟုတ်လို့တရေမကြဘူးဆိုလို့ရှိရင်တော့အခြားအသင်းရဲ့ခြေစစ်ကိုပါပေါ့ပွဲရက်ဆက်တီကိုပါကြည့်ရမှာအခုကဒီအိုမန်ကဟိုဟာနဲ့သူတို့နောက်တစ်ပွဲရှိတယ်အာဖဂန်နစ္စတန်နဲ့အဲ့အာဖဂန်နစ္စတန်နဲ့အိုမန်ရဲ့ပွဲမှာအဲ့ဟာအဖြစ်ချက်ကြည့်ရအောင် အဲကြောင့်မလို့ကိုကတေးကြတာတခုကနောက်တစ်ပွဲမှာလည်းနိုင်ထားရဲဒီပွဲနိုင်မယ်ပြီးရင်နောက်ပွဲတေးရဆိုရင်ဒါတေးကြပေါ့ချစ်စပွဲအောင်ပြီ။ဘာကြည့်အဲ့တော့အဲ့လိုမျိုးပွဲမျိုးကြည့်ရတော့ feeling ကလေဒါနောက်ပြီးတော့ဒီပွဲကဟိုတီအောင် Okay ဒါကကျွန်တော်တို့ highlight လေးပြန်ကြည့်ရအောင်ပါဒီရပဲပြန်ဖတ်နေပါအောင်ဒီရကယ်ရနေကိုဘီခမရအကြီးချိန်မှာတော့ဒီမှာတင်းလိုအပ်နေတဲ့ဦးဆောင်တော့ခက်စကအောင်တီကတော်မတော်ကန်သွင်းပြီးတော့ မြန်မာတွေရဲ့ဆယ်စုနှစ်နဲ့ချီပြီးတော့ဝေးကွာနေခဲ့တဲ့ခြေစပွဲအောင်မှုညှော်လင်းချက်ဒီမှာအောင်ဝဲခံတဲ့ပုံစံကိုကြည့်အခုနောက်ပိုင်းကျွန်တော်တို့မြန်မာကစားသမားတွေအောင်ဝဲခံတဲ့ပုံစံတွေဒီလိုမျိုးအဲ့တော့ तू ကဘာဖြစ်လို့အဝါကအပြခံလိုက်ရတာလဲဆိုတော့အဲ့ဒီအင်ကြီးချုပ်လိုက်လို့အင်ကြီးချုပ်လို့ရှိရင်ဒါဟိုဖြစ်တာဟုတ်အဝါကပြခံတာ तू အဝါကပြခံလိုက်ရတယ်ဒါဆလုပြန်ပြပါ ဒီလိုနောက်ပိုင်းဒီယူဆက်ခွန်ကလေတကယ်ကောင်းတယ်ဗျဒီယူဆက်ခွန်ကိုတော့ဟိုတော်တော်များများချီးကျူးကြတယ်တောင်းဝင်ကျေသွားနဲ့ဒီမှာတင်းတို့တင်းတို့ကိုတော့လက်ရှိချိန်မှာတင်းလုံးညီညွတ်တာတစ်ဖက်အသင်းကိုရှိန်မိနေတာပြီးတော့တစ်ဖက်ကရန်ဆပြီးတော့ဆွပြီးကစားရင်တော့မှမျောပြီးမပါဘဲနဲ့ကိုယ့်ကိုကစားနိုင်တာတွေကိုချီးကျူးကြတယ်အထူးပါမလေးဟိုမတည့်ခန်းစားမတွေဒီပိုင်းတော့လုဖေးတာချင်းမရှိတာပဲဖြစ်ပါတယ်ဒီပိုင်း တို့ပေးထားတယ်ငါအတင်းမဲ့လင်းရောင်းပြီးတော့တို့ပေးထားတယ်ကောင်းတိုင်းလေကိုမြန်ပြီနော်အကြီးချိန်တော့အဲ့ဒီအရာသာအဲ့ဒီအရာသာကကိုင်းထဲမှာလာခံစားကြည့်အဲ့ဒီအရာသာဘလောက်ကောင်းတဲ့အရာသာလဲဆိုတာလေကောင်းမွန်ဆုံးကောင်းတိုင်းဆုံးတက်ပြီးတော့ညီမအတင်းတို့ဒုတိယမြောက်ဦးဆောင်ဖို့ရှာဖွေပေးသွားနိုင်ရဲ့တေချာသလောက်ဖြစ်သွားပြီတေချာသွားပြီ ာတည်ရဲ့ကစားသမားတွေဖန်ပြီးပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။မာလူငယ်ကစားသမားတွေရဲ့ပစုံမင်းစ조사မှုတွေကတော့ကျွန်တော်တွေတကယ်ကိုအတိမပြုအောင်မှာဖြစ်ပြီးတော့ slow slow ပြန်ပြောင်းလင်းရောင်ရဲ့ဖန်ပြီးပေးဖို့မှုကိုညီညီတက်မာလူကီလိုသွင်းလိုက်တာဗျာ။ဒီမှာတင်းတို့ကဒူရီယာမြတ်ဦးဆောင်ကိုရယူသွားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ တကယ်တော့အိုမန်တဲ့ကလည်းတော်တော်မာတယ်အတင်းသူတို့ကအပေါ်ကနေကစားရတာစကစားတဲ့အချိန်ကလေသူတို့ကအနိုင်မဲဆိုတဲ့ပုံစံမျိုးနဲ့အဲ့ထဲမှာတချို့တွေဆိုလို့ရှိရင်တော်တော်ခက်ချင်းချင်းကစားကြတယ်ဗျဒါကတော့ပွဲပြီးကနေအချိန်ရောက်လာပြီပွဲပြီးကနေအချိန်နီးလာလေသူကဇက်အရှိန်ကတက်လာလေပေါ့ ကြီးဒါ तू อ่ะအဲ့လိုမျိုးပွဲပြီးခန့်နေပြီဆိုတာနဲ့အားလုံးက तू อ่ะထိုင်မနေနိုင်တော့အကုန်မတက်တွေဖြစ်သွားပြီချင်းနေရအခုနအဲ့ဒီ drain တီးတဲ့တယောက်ဆိုလို့ရှိရင် तू မြိတ်ဒီဘိုင်ထွက်လို့ဟိုရှေ့ရှေ့ကတီးတဲ့တယောက်တော့က तू อ่ะတီးတဲ့ဖွဲ့တွေကဟိုးဘက်မှာအခု main တီးနေတဲ့ဖွဲ့ရှိတယ်ဒီမှာတစ်ဖွဲ့ရှိတယ်ပြီးသွားလို့ရှိရင်ရှန်ဟိုးစီကဟိုးရှေ့ဘက်အထူးသဖြင့်ပွဲကြီးစင်မှာတစ်ခုရှိတယ်ပြီးတော့ဒီဘက်ပွဲကြီးစင်မှာတစ်ခုရှိတယ်ပြီးတော့မြန်မာဟိုဒုဘက် OC တွေလည်းရှိတယ်ဗျာ ်တော်မြိုင်နေဗျာဒီဘွဲကြီးရတာလေကိုကနိုင်လဲနိုင်နေအေးလဲကြီးရဘွဲဖြစ်တဲ့အခါကျတော့လေဒါအခုကတော့မြန်မာထိခိုက်ဒဏ်ရာရတာလေးရှိတယ်ဟိုဘက်ကကစားတာတော်တော်ခက်ကြမ်းကြမ်းကစားတာဗျပြီးတော့တိုင်ကလည်းအချုပ်ကိစ္စတွေကိုမျက်ကွယ်ပြုခဲ့တာမျိုးတွေရှိတယ်โอ้ว่ะฟอมมี่นี่ดิล่ะถ้าป่วยก็ตลอดเลยปีปีบ่หนีล่ะพี่สุดไอ้เฉยจ้ะรอดูอ่ะ ီလိုမျိုးအခြေအနေကလောကခွင့်မျိုးဒီနေ့တော့ကျွန်တော်တို့တရားဝင်စင်းရရသိရတဲ့လောက်တော့ပွဲလာကြည့်တဲ့လူက1000ကျော်ရှိတယ်လို့ပြောတယ်ဗျဒီကိုလည်းကျွန်တော်တို့ကဘရောဂိုးမယ်လို့တော့ခင်တာဘေးကနေကပ်ပါသွားတာလေ โอเคပွဲပြီးသွားပြီပွဲပြီးသွားပြီပွဲပြီးသွားပြီဆိုတော့အဲ့တော့ကျွန်တော်တို့ကဒီမှာဘောလုံးပွဲထဲမှာအဲ့ဒီပွဲပြီးသွားလို့ရှိရင်ဟိုတီမှာတော့ကျွန်တော်တို့ကဒါပြီးသွားပြီပေါ့ဒါပေမဲ့အပြစ်မှာဆိုလို့ရှိရင်ဒီလိုအချိန်မှာတော့မပြီးနိုင်သေးဘူးတော့ပုံမှန်ဘောလုံးပွဲကြည့်တဲ့အစီအစဉ်ပေါ့အစီအစဉ်ဆိုလို့ရှိရင်စစချင်းကကိုင်းလေးကိုရောက်မယ်ဝေဒီယာရှိရဝေမယ်စားစရာရှိရစားမယ်ဒါပေမဲ့ရည်ဘူးတွေပဲရည်လို့မရတော့ရည်ဘူးကြွကြွိုင်းနဲ့ပဲထည့်လို့ရတယ်ပြီးသွားပြီဆိုလို့ရှိရင်ကိုင်းလေးရောက်လို့ရှိရင်ပွဲကြည့်မယ်ပထမပိုင်းနားလို့ရှိရင်အပြစ်မှာအခုတော့ကိုင်းလေးစိတ်ပြီးတော့မုန်းထွက်ဝယ်စားမယ်အပြင်ဈေးတန်းလေးမှာရှိရ ဟာလေးတွေပါ냐ဝယ်စားပြီးပြန်ဝင်လာမယ်ဝယ်ပြီးတာနဲ့ဒီမှာစောင့်မယ်စောင့်ပြီးတော့အခုကစားသမားတွေဇာပြီးနှုတ်ဆက်တာကိုကြည့်မယ်ပြီးသွားလို့ရှိရင်ကစားသမားတွေအဝယ်ထွက်ကိုကြည့်မယ်ပြီးသွားဟိုဘက်အပြင်ကိုရောက်လို့ရှိရင်ကွင်းအပြင်မှာကစားသမားတွေကားပေါ်တက်တာအပါဝင်သူတို့နဲ့နှုတ်ဆက်မယ်ပါ냐ဒါပွဲလာကြည့်တဲ့လူတွေလုံနေကြအလုပ်လေအခုဆိုလို့ရှိရင်ဒါအခုဟိုအောင်ပွဲခံနေပြီအဲသူတို့ဒါလိုက်ပြီးတော့နှုတ်ဆက်တာပေါ့နှုတ်ဆက်ပြီးတော့အခုဒီမှာကတော့နောက်ခံပြေးတဲ့နဲ့သူတို့အမှတ်တရအမှတ်တမ်းတွေတော့ရိုက်နေကြတာ ကွင်းကတော့နောက်တွဲရှိသေးတယ်နောက်တွဲရှိသေးတဲ့အတွက်ကွင်းကိုဒါကဟိုပါပေါ့နည်းနည်းပြန်ရှိုင်းတာပေါ့လိုအပ်တာလေးရပယ်ပြန်လုပ်တာဒီမှာဒါတို့အောင်မွေးခဲအောင်မွေးခဲပြီးတော့ဒါအခုတို့အာဟိုပါပေါ့တဆိုင်ကပုံကိုချုံနေတို့တွေ့ကြမှာပေါ့ကျွန်တော်တို့ကတော့ဟိုတောက်လျှောက်တော်တော်များများဒီကွင်းထဲကတိတ်မဆိတ်ညလို့လीအ အရင်သဘောကြတယ်ဒီကွင်းထဲမှာကြည်ရတဲ့အရာတာကိုတအားသဘောကြတာအဲတခုရှိတယ်နော်ရှုံးရတဲ့အရာတာဥပမာအပြင်နီနီဆက်ဆက်ပေါ့ကျွန်တော်တို့စီးခင်းအတွက်ပွဲအင်ဒိုနီးရှားကိုရှုံးရတဲ့ပွဲမှာဆိုလို့ရှိရင်တော့လေအသက်ကွဲကြတာပေါ့အပြုံလိုက်ကြီးဒီမှာဒါကတော့ဖခင်ဥက္ကဋ္ဌရဲ့ဂျန်တဲ့ပုံကိုယ်ရည်ရဲ့နဲ့ဒါတို့ ဆူချင်းမြင်တာလို့ထင်တယ်ဗျ။ဘုရားဒါတို့ဝင်ပြီ။ဒီတော့တို့အထက်မှာပွဲပြီးတဲ့နေရာရှင်းလင်းပွဲတွေပဲလုပ်မယ်။အဝေစားပါနဲ့လဲမယ်။တချင်းလုပ်ပြီးတော့မှဖြတ်ဆုံးမယ်။အဲဒီမှာအစားသမားတွေကသူအင်ကြီးလာပြီးရလူတွေပဲဒါမျိုးကဟိုအမော်မြက်ပဲလေ။ဒါကတော့ဒါကကျွန်တော်တို့ဟိုပါလေ။ အန်ထူမရဲ့မိပါတယ်အန်ထူမရဲ့မိပါတယ်နဲ့သူ့ရွှေမျိုးတွေအဲသူတို့ကိုအင်တာဗျူးလုပ်တာကွင်းပြင်မှာကွင်းကွင်းပြင်မှာဆိုတာ sorry ဟိုဘောလုံးကွင်းရဲ့အပြင်ဘောလုံးကွင်းထဲမှာပြပြောမှာဒါလေးဒါလေးဒီမှာဒါကအခုကိုင်းတန်းကနေပြီးတော့ထွက်လာမဲ့ဟိုပါကစားသမားတွေကိုနှုတ်ဆက်နေကြတာကားဝတ်တက်ပြီးတော့ပြန်ရမယ်ကစားသမားတွေတော့ကိုနှုတ်ဆက်နေတာဒီမှာလည်းနောက်ထပ် interview တစ်ခုပြ အာအခုတောင်ဟိုးမှာဟိုဘက်ကကာကာအိုမန်အသင်းအတွက်ကဒီဘက်ကကာကာမြန်မာလက်ရေးစင်အတွက်ကဒါအိုမန်ဖွဲ့တွေတက်လာပြီအိုမန်ဖွဲ့တော့ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာသူတို့သူတို့ကပုံပြီးအခွင့်အရေးရခဲ့တယ်လို့သူတို့ပြောတယ်အဲဒါပေမဲ့သူတို့နောက်ပွဲအတွက်ကိုအဓိကထားပြီးရှင်းပြပေးတော့နောက်ပွဲမှာသူတို့က၄ခုသုံးဖို့၅ခုလောက်အပြတ်ကစားနိုင်လို့ရှင်းတော့သူတို့သူတို့လည်းမျှော်လင့်ချက်ရှိနေတဲ့သဘောမှာရှိတယ်ဒါပေမဲ့မြန်မာကတော့အဓိကကဂျာမန်စီရီးယားရဲ့ပွဲမှာတည်ရီကစားနိုင်လို့တည်ကစားနိုင်လို့တည်ကြပါတော့တက်ပြီ။ဒါအခုဒါမြန်မာအသင်းသားတွေထွက်လာပြီဒီဘက်ကို ားလုံးကတော့လေပြောကြတဲ့အထင်မှာထုတ်တယ်ကျွန်တော်တို့အရင်တော့လည်းဒီလိုပဲတက်တန်းလိုက်ပွဲတွေဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာဒီလူငယ်တွေကတက်တန်းလိုက်ပွဲတွေမှာနိုင်ထက်တယ်ဒါပေမဲ့အသင်းကြီးဖြစ်သွားပြီဆိုရင်ပြဿနာတက်သွားတာပဲအဲအဲ့လိုမျိုးဟိုအသင်းရဲ့ကစားသမားတွေရဲ့ဖွဲ့စည်းပုံပြတ်သွားရင်တချို့ကဘယ်လောက်ထိတော့ပြောလဲဆိုလို့ရှိရင်အသင်းသေးတဲ့ကကောင်းတဲ့လူတွေကိုအသင်းကြီးတဲ့ခေါ်မထည့်ပဲနဲ့အသင်းကြီးကကောင်းတဲ့လူတွေကအသင်းသေးတဲ့ခေါ်ထည့်ဖို့အဲ့လောက်ထိပြောကြတယ် ဖွဲ့စည်းပုံပြတ်သွားပြီးတော့သူတို့ရဲ့ဟိုမှုရင်းဆွဲရည်တွေပါပျောက်ပျောက်သွားတယ်ဆိုပြီးဒီလိုမျိုးဝေဝန်တာတွေအထိရှိတယ်လေဒါသူတို့ကောင်းမှမတက်ခင်လိုက်နှုတ်ဆက်တာတော့ဒီမှာတော့များသောအဖြစ်တော့ကစားသမားတွေရဲ့ဆွေမျိုးသားချင်းတွေကစားသမားတွေနဲ့ရင်းနှီးတဲ့လူတွေဘောလုံးဘောအစင်တိုက်အားပေးကြတဲ့ကွင်းနဲ့တောင်ကြည့်ကြတဲ့သူတွေကများတယ်ဒီမှာကအဓိကအဖြစ်အထူးသဖြင့် fan တွေလို့ပြောရမှာပေါ့ဒီမှာဒါတွေဆိုလို့ရှိရင်ဒါတို့ fan တွေနဲ့တို့တွေနဲ့အကုန်လုံးမိသားစုတွေနဲ့အမှတ်တရတပုံရိုက်ကြတာ ောင်ပွဲအရာသာချူမြင်တယ်လို့အရှုံးနဲ့ကြုံရရင်လည်းအားလုံးကမြိတ်ဒီပိုင်ထွက်တဲ့အထိဝမ်းနေကြရတာဘောလုံးပွဲရတာကတော့ပြန်နိုင်ရသေးဘူးသူတို့လည်းမပြန်နိုင်သေးချူလည်းမပြန်နိုင်သေးဘူး ဲဒါကတော့ကွင်းပြင်မှာကွင်းပြင်မှာဒါလည်းမိသားစုဝင်တယောက်ပဲဒီမှာကစားသမားလေးတယောက်သူမိသားစုနဲ့ဟုတ်ကဲ့ကျွန်တော်တို့ဒီဘက်မြောက်ရေးချင်းကတော့ဒီမြာပဲဖြစ်ပါတယ်ဗျဒါမှတင်းတွေနေကပွဲလေးကိုတော့သွားပြီးကြည့်ရှုကြရင်ねဒီရသလေးကိုခံစားနိုင်မှုအတွက်မျှဝေပါတယ်ဗျအားလုံးကိုကျေးဇူးတင်ရှိပါတယ်